မင်္ဂလာပါမျိုးတွေကျွန်တော်လည်းเนาะကျမရဲ့ခြေနေတဲ့ကြောင်းเนาะပြီးခဲ့ပတ်ကဆိုရင်เนาะကျွန်တော်တနင်္လာနေ့တနေ့ပဲကျွန်တော်တို့ပြနိုင်ခဲ့တယ်နောက်ရက်ဒီမှာကျွန်တော်မပြနိုင်ဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေပူကတားပြင်လာတဲ့ခါကျွန်တော်အုံတော်မိဘရောင်ထားတာလည်းရှိတယ်အောင်ကြောထိထားတာလည်းရှိတယ်နောက်တစ်ခါသွေးတို့လည်းရှိရခါကျတော့ကျွန်တော်မူးတာပေါ့เนาะမူးတဲ့ခါကျတော့ကျွန်တော်ညနေပိုင်းဆိုရင်တခါတည်းကျ6နိုင်9နိုင်နဲ့တော့အမူးမပြေဘူးအဲအဲကြတဲ့ကျွန်တော်ကဟိုဖြစ်နိုင်ဖုန်းတို့ဘာလို့လည်းမကြည့်ပါနဲ့เนาะဒီ ဟိုလည်းမတွက်ပါနဲ့ဆိုရင်ရတယ်ကျွန်တော်လည်းမနေနိုင်တော့တွတ်သွားလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာကျွန်တော်မှာ pressure ကြီးတက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုယောဂကြီးတက်တော့အဲ့ကျွန်တော်နားပစ်လိုက်ရပေါ့နော်ကြဲအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့တနေ့လာနေတနေ့ပဲပြခဲ့တဲ့အခါမှာလည်းတနေ့လာနေတနေ့မှာကျွန်တော်ကျွန်တော်ပြထားတဲ့နေရာမှာကျွန်တော်နောက်နေ့ဆက်မပြနိုင်တဲ့ကဒါရီကိုပဲသူတို့ကြောင်းသားပြီးထိုးတဲ့လူကြီးသုံးနှစ်ယောက်ကတော့ကျွန်တော်လာပြောတယ်အောင်မြင်တယ်ပေါ့နော်ဟုတ်ပါတယ်တကယ်လည်းအောင်မြင်ခဲ့ပါတယ်အဲ့မှာကျွန်တော်ဘာကြီးအောင်မြင်ခဲ့လဲဆိုရင်၃ည2အဲ2 3ညပေါ့ဒီမှာ2ဒီမှာ3ညဆိုပြီးဒီချိန် နောက်တစ်ခါကျွန်တော်တို့၄၃၄မှာ၃၃၄မှာဒီမှာ၃ဒီမှာ၄တကြိမ်เนาะနောက်တစ်ခါကျွန်တော်တို့ဟိုမှာ၉၈ဒီမှာ၉ဒီမှာ၈ဆိုပြီးတကြိမ်အားလုံးပေါင်းကျွန်တော်တို့၃ကြိမ်အောင်ခဲ့တယ်ပေါ့เนาะ၃ကြိမ်အောင်ခဲ့တယ်နော်၃ကြိမ်အောင်ခဲ့ပါတယ်နောက်ကမွေးပရိတ်အနေနဲ့ကလည်းကျွန်တော်တို့2ပရိတ်၃ညာ2ဆိုတာတစ်ကြိမ်6တစ်ဆိုတဲ့ခွန်ပရိတ်တစ်ကြိမ်နော်မွေးပရိတ်ကလည်းအောင်ခဲ့တယ်ဗောနော်ကျွန်တော်ပြီးခဲ့တဲ့ ဒါလေးပဲလုတ်ပေးနိုင်တော့လေဒါလေးကထီထီမီမီအောင်ခဲ့ပါတယ်ဒါဟိုတချို့ကယုံယုံစားယုံယုံကြည်ကြည်နဲ့ပဲစောင်းပြီးတော့ထိုးလိုက်တဲ့အတွက်အောင်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျန်တဲ့လူတွေကတော့ကျွန်တော်အစ်တတင်တာဝယ်ထိုင်မျောတဲ့လူတွေကတော့မအောင်လိုက်ကြဘူးပေါ့နော်ဒါပေမဲ့ဒီပြင်ဆရာတွေရှိရနီးတွေရတယ်နီးတွေရရင်တော့လေအောင်ကြမှာပါဗျအဲအဲ့တော့ကျွန်တော်ကြာပါဗျစကားပြောရတယ်လို့မကောင်း၃၄၃ည2ကျွန်တော်တို့ကန်နေစတွက်လိုက်ရအောင်၃၄၃ည2 သုံးလေးသုံးညနေပြီးတော့၄၅၉နှစ်၄၅၉၂၅၃၂၈ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ20လေးတွေက20ဟောင်းလေးတွေပါပဲเนาะ9နဲ့4နဲ့ပေါင်း9 9နဲ့8နဲ့ပေါင်းတော့ခွန်ပါတယ်เนาะခွန်ခွန်ရဲ့နှက်ခတ်က3ညခွန်ရဲ့ပါဝါက2ခွန်3ည2ဆိုတော့ဒီ3ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ ဘာထွက်သွားသလဲဆိုရခါကျတော့၄နှစ်၄နှစ်မှာကျွန်တော်တို့နှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄6တဲ့၄6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကြဲတော့ကျွန်တော်နောက်တစ်ပြင်တွက်ပါမယ်နောက်တစ်ပြင်က3953 3953 8693 တတတကိုချောက်ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၈နဲ့၈နဲ့ပေါင်း6 6နဲ့6နဲ့ပေါင်းတော့2ပါတဲ့2ရဲ့နှက်ခက်က4 2ရဲ့ပါဝါခွန်2 4 9ဆိုတဲ့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူးဗျခွန်9တဲ့ခွန်9မှာတော့ကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ် ငါ3တစ်တုံးငါ5တုံး6ငါ5တုံး6 6 6 6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်း4 4နဲ့6နဲ့ပေါင်းတော့3ည3ည2ခက်ကခွန်း3ည5ပါဝါ5 3ည5ဆိုတော့ဒီ3လုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့ဒီမှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့9 6တဲ့ 96မှာ9တရုံ TV အောင်ခဲ့ပါတယ်ရှစ်ရှစ်တရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကနော်ဒီဘင်ကိုတက်ပါမယ်နော်ဒီဘင်က1400 1400 2 6 2 6ဟုတ်တယ်2 6 2 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့နှင်းနဲ့ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့6ပါတဲ့6ရဲ့နှစ်ခက်က6ရဲ့ပါဝါ1 6ရဲ့ 69ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ကိုကိုတဲ့ကိုကိုမှာကျွန်တော်တို့ကိုတလုံးထီပြီးအောင်ခဲ့သလို96တဲ့96မှာလည်း6တလုံးထီပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တော့ပြပါမယ်ရှေရှေကိုကိုရှေရှေကို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 6248 6248 ခွန်ရှိ3ခွန်ရှိ3ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့2နဲ့ပေါင်းတော့8 8နဲ့9နဲ့ပေါင်းတော့3 3ရဲ့နှစ်ခါက9 3ရဲ့ပါဝါ8 3 9 8ဆိုရဲကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗာထွက်သွားတဲ့ဆိုရဲခါကျတော့65တဲ့65မှာကျွန်တော်တို့9တုံးထိပြီးအောင်ခဲ့ပါတယ်26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော် ဒီ3 3 1 1 3 3 1 1တဲ့เนาะ3 3 1 1တိတိတိရှိ4 6တိရှိ4 63966 3966ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့10နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့9ပါတဲ့9ရဲ့နှစ်ခက်က3 9ရဲ့ပါဝါ3ည9 3 3ညဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရခါကြတော့ 3ညာနှစ်3ညာနှစ်မှာ3ညာတလုံးထိပြီးအောင်ခဲ့ပါတယ်။ငါးကိုတဲ့ငါးကိုမှာလည်းငါးတလုံးထိပြီးကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့။အဲနောက်ဒီပြန်တပတ်မယ်နှစ်6 3 6 3 9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 

2634နေ634ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၄နဲ့2နဲ့ပေါင်း6 6နဲ့4နဲ့ပေါင်း3ညတဲ့3ညရဲ့နှက်ခတ်ကခွန်3ညပါပါ5 3ည85ဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရကကြတော့2 3ည8တဲ့2 3ညမှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်ခွန်3နဲ့ခွန်3မှာလည်းခွန်3လုံးထိပြီးကျွန်တော်တို့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ ကျန်နောက်တစ်ပင်ကိုတွက်ပါမယ်နောက်တစ်ပင်ဆိုတော့တနင်္လာနေ့အတွက်ပေါ့နော်6တ6နှစ်6နှစ်တစ်ခွန်း6နှစ်တစ်ခွန်း6 7 3 6 7 3ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ကိုယ့်ရဲ့နှစ်ကပေါင်းတော့တင်းနဲ့3နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှစ်ခက်ခက်2 4ရဲ့ပါပါကို6နှစ်6ဆိုတဲ့ကြီးသုံးလုံးဒီတနင်္လာနေ့မှာမပြတ်ဘူးဆိုရင် ထွက်ရမယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ထိတ်ကြီးလေးတွေ ကီထိတ်ကလေးတွေနဲ့နော်ဘရိတ်ကလေးနဲ့ကျွန်တော်ချိန်ထိုးပြီးတော့စဉ်းစားလိုက်ကြအောင်ကီထိတ်ကီထိတ်လို့ဆိုထားတဲ့အတွက်ထိတ်ကြည့်ပဲလက်သိအားမကိုးနဲ့ပေါ့နော်ထိတ်ကတော့ကျွန်တော်တို့ဥပမာတင်ထိုးမယ်ပေါ့ဗျာတထောင်ဘိုးထိုးမယ်ဆိုရင်အရန်အနေနဲ့ကျွန်တော်တို့ဟို900ဘိုးတို့200ဘိုးတို့တရာဘိုးတို့ကတော့ကျွန်တော်တို့ကီအနေနဲ့ရန်တင်ပါတယ်ဗျာနော်ဒါကျွန်တော်အကြံပေးတာပါကျွန်တော်တော့မိမိသဘောပါပဲဗျာနော်အဲ့တော့ကီထိတ်ကကျွန်တော်တို့938ပါတဲ့နော်ကီရိုးရိုးက လေးနှစ်ကိုတဲ့လေးနှစ်ကိုအဲ့တော့မတူညီတာနှစ်ခုကိုကျွန်တော်တို့ပေါင်းစပ်ပြီးကတ်လိုက်ကြမယ်5 4 5 5 9 3 4 3 2 3 9 8 4 8 9 8 9ဆိုပြီးကျွန်တော်တို့ကျွန်တော်တို့ ရပါတယ်เนาะအဲ့တော့ရှစ်ကိုးဆိုပြီးရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒါလေးတို့ break ကလေးနေနဲ့ကျွန်တော်တို့စဉ်းစားကြမယ် break ကမနေ့ဖငါအတွက် break ကတော့139 65ဖြစ်ပါတယ်တဲ့เนาะ65အဲ့မှာ1 3ညစီ main break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ main break နဲ့တင်မယ်ဆိုရင် main break ကဘာရှိသလဲဆိုတော့1နဲ့ပတ်သက်တာကျွန်တော်တို့မရှိပါဘူးเนาะ3ညနဲ့ပတ်သက်တာကတော့80နှစ်ဆိုတာရှိပါတယ်เนาะနောက်အရန်အနေနဲ့က30နှစ်ဆိုတာရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကနေ့ ကစားမယ်ကွက်ကတော့80နှစ်ဆိုတော့ကနန်းတပေါက်ထဲကိုကျွန်တော်တို့လိုရမယ့်32နှစ်ကလေးရံပြီးတော့ကစားမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြီးခဲ့တဲ့တန်းလေးเนาะဒီဘက်ကတော့မွေးပရိတ်ပြီးလို့မြောက်မွေးပရိတ်ကတော့အမျိုးမျိုးတို့တိပါတယ်နှက်ခတ်ကြပြီးတိုင်းဘာပရိတ်မွေးရမှာဆိုတော့ကျွန်တော်ပြောပြသားပါเนาะအဲ့တော့ကျွန်တော်ဒီဘက်တန်းလေးကတော့6 6 9ဆိုတဲ့အပေါ်တန်းနဲ့တဲ့เนาะ ကိုလေးနှစ်ခွန်ဆိုတဲ့အော်ဒရန်ဟာအပေါ်တရုံးအော်ဒရုံးအနည်းဆုံးနှစ်ကြိမ်ထိပြီးတော့ထွက်ရမယ်လို့ကျွန်တော်တို့အမြဲတမ်းပြောခဲ့တယ်ဒါမဲ့နှစ်ကြိမ်မကပါဘူးเนาะအများဆုံးအဲ3ကြိမ်4ကြိမ်အဲ့လိုထွက်ပါတယ်เนาะကဲအဲ့တော့အဲ့မှာပြန်ကြည့်မယ်ဆိုရင်80နှစ်ဆိုတော့ဒီမှာ8ဒီမှာ2 80နှစ်ကပိုပြီးတော့ကျွန်တော်တို့ကောင်းနေရအောင်တွေးရပါတယ်เนาะအဲ့တော့ကျွန်တော်ဒါကတော့ကျွန်တော်အကြိုက်ပေါ့เนาะကျွန်တော်အမြင်လေးကိုပဲပြောပြခြင်းဖြစ်ပါတယ်အမျိုးတို့လည်း ကြိုက်ရင်တော့ယူပေါ့နော်မကြိုက်ဘူးဆိုရင်လည်းကိုပါဟိုကီးပဲယူကစားကစားထိတ်ပဲယူကစားကစားပြိတ်ပဲယူကစားကစားပေါ့နော်ကစားနိုင်ပါတယ်ဒါမှမဟုတ်တန်းတန်းကိုအကူကြတဲ့လူတွေကလည်းဒီတန်းလေးကိုအမြဲတမ်းဟိုထိုးနေကြတဲ့လူတွေလည်းယူပြီးထိုးကြပေါ့ဗျာနော်အေးတန်းလေးရဲ့အမှန်မှုမမှန်မှုကတော့ဟိုလက်တွေအသုံးချနေတဲ့လူတွေပဲသိပါတယ်နော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့ကတော့ကျွန်တော်တင်ဆက်မှုကဒီလောက်ပဲဖြစ်ပါတယ်နော်ဘိုက်ပါမှာတော့ကျွန်တော်တို့ခုနတပတ်စာပတ်တိနောက်အင်ကာမကျော်ပတ်တိဘိုလ်ဒူးမကျော်ပတ်တိမပြောက်ပတ်တိ နောက်ပဲမွေးပရိတ်ဆိုတာလေးတွေကျွန်တော်တို့20ဒီနေဟိုတက်တို့ရတဲ့မွေးပရိတ်ကလေးတွေကျွန်တော်တို့ထည့်ပေးထားတဲ့ကတ်ကိုတော့လိုချင်ဘိုက်ပါမှာ လာရောက်ပြီးတော့เนาะဖောက်ဟိုဖောက်ဝင်ကြည်တီမများပါအောင်ပြမုံဘိုးလေးပါပဲเนาะဒီရောက်မှာ9000နှုန်းနဲ့လာရောက်ယူမယ်ဆိုရင်ယူလို့ရပါတယ်ကဲဒီကနေ့တော့ကျွန်တော်ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရင်အဖွဲ့နဲ့မှာလှလှပပရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ